မင်္ဂလာပါရှင်စာပေချစ်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ဤကျမ်းမာခြင်းတို့နှင့်ပြည့်စုံပါစေလို့ SSW Reader Channel မှာစုမုံကောင်းတောင်းအပ်ပါတယ်ရှင်ယခုဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့စာရေးသူမောင်မြင့်ကျွယ်ဤတဆေဝတ္ထုတူလေးများပဲဖြစ်ပါတယ်ရှင်ဤစာအုပ်ကိုနားဆင်စေလိုရန်ဖတ်ပြရခြင်းဖြစ်ပါသည်စာအုပ်ကောင်းများကိုပုံမှန်တင်ဆက်ပေးမှဖြစ်လို့နားဆင်နိုင်ရန် Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့နော်ကြောက်ခေါင်တက်လား ခုနှစ်မှာ1954ခုနှစ်ဖြစ်ပြီးလမှာအောက်တိုဘာလဖြစ်သည်ဖျားရှိခိုးเจ้าမှတီးတန့်ဝတ်ပြုရာအဆောင်ကိုထွေညံကောင်းသောမစ္စတာကောလင်းကပြန်လည်မုံမှန်ပြင်ဆင်လျက်ရှိသည်ကောလိန်ငွေစည်းရေးမှုမစ္စတာဒိုဘရီသည်စောင်းဦးရာသီ၏နေရောင်ခြည်ထဲတွင်ခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေသည်သူသည်ထွားချိုင်းသူတအူးဖြစ်သလိုဟော်ဟော်တိုင်တိုင်လည်းပြောတတ်ဆိုတတ်သည် အလုတ်သမားအချို့ကပြင်ပြများနဲ့တိုင်များကိုတီးတန့်ဝတ်ပြုဆောင်ဤလေကားအုံထဲမှနေ၍အပြင်သို့တဲထုတ်နေကြသည်ငွေစည်ရင်းမှုနှင့်အတူရှိနေသူမှာကော်ကိုင်းမျက်မှန်အထူးကြီးကိုတက်ထားရသောကောလိတ်ចောင်းအုပ်ကြီးမစ္စတာဂျိန်းဝေးဖြစ်သည်၎င်းတို့သည်ဝတ်ပြုဆောင်တကားမှအတွင်းသို့ဝင်သွားကြပြီးပြုပြင်ထားမှုများကိုအကဲခတ်နေကြသည် မစ္စတာဂျိန်းဝေးကပြောလိုက်ပြောင်းလဲသွားတာကတော့အမှန်ပဲဒါပေမဲ့ရိုးစင်းလွန်းလာတယ် မစ္စတာဂျိုဘရီကမူအားရကျေနပ်စွာဖြင့်ပြောလိုက်ကျုပ်အမြင်မှာတိတ်မပြောင်းလဲပါဘူးဒါကလည်းကျုပ်ကနေတိုင်းလာကြည့်နေတာကိုကျုပ်ကတော့တင့်တင့်လျောက်ပတ်တယ်လို့ပဲထင်မိပါတယ်ဗျာထို့နောက်မစ္စတာဒိုဘရီကဝတ်ပြုဆောင်တဲ့အတွင်ဆက်လျှောက်သွားရင်ပြောလိုက်ပြန်၏ကဲကျုပ်နဲ့ဆက်လိုက်ခဲ့ပါဗျာထူဆန်းတာလေးတစ်ခုကိုပြကျင်လို့ပါလွန်ခဲ့တဲ့သတင်း6ပတ်လောက်တုန်းကဒီကျမ်းပြင်ကိုဖျက်ပြီးအစ်စ်ပြန်ခင်းနေတဲ့အလုသမားတယောက်က ထူးထူးဆန်းဆန်းကိစ္စတစ်ခုကိုတွေ့ထားလို့လိုက်ကြည့်ပါဦးလို့လာပြောတယ်။ဟောဒီနေရာနာလောက်မှာပဲ။သူကစမ်းမြင်ကိုဖနှောင့်နဲ့နင်းပြပြီးဆက်၍ပြောလိုက်ပြန်ပါ යි ။ကျောက်ရောက်သွားတဲ့အခါကျတော့သူတို့ကစမ်းမြင်အောက်ကကျောက်ခေါင်းတလားကြီးတစ်ခုရဲ့အဖုံးကျောက်ပြားကြီးတစ်ချက်ကိုရှာတွေ့ထားပြီး꿰နေတဲ့အပိုင်းစာတွေကိုပြကြတယ်။ဒီတော့ကျောက်ကအဖုံးကျောက်ပြားကြီးကိုအကုန်ခွဲခိုင်းလိုက်တယ်။အဖုံးအောက်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့တော်တော်လေးထူးဆန်းနေ။ကျောက်ခေါင်းတလားရဲ့အထဲမှာအမျိုးသားတစ်ယောက်ရဲ့အလောင်းတစ်လောင်းရှိနေတယ်။ သူ့ဦးခေါင်းကိုကြောက်ခေါင်းတလားထဲမှာအနေတော်ဖြစ်အောင်ထွင်းပေါက်ပြီးထဲ့ထားတယ်။ကိုပေါ်မှာလက်ပြတကောင်လိုရောင်စုံချဲထားတဲ့ဝိယုံတစ်ခုကိုခေါင်းကချက်တော့ထိဝိယုံပြီးထားတယ်။အသားကတော့လုံးဝမရှိတော့ပါဘူး။မျက်စိဟောက်ပန်းနဲ့ဦးခေါင်းခွန်ရဲ့ထိတ်ဖက်မှာတော့သပင်လိုလိုပစ္စည်းနှဲငယ်ရှိနေတယ်။အရင်ဖုံးကြီးတွေလက်ထက်ကလေးကဒီနေရာမှာရှိနေခဲ့ပုံပေါ်တယ်။ကျုပ်ကဒီကိစ္စကိုတင့်မနစ်ကြိုက်ဘူးဖြစ်သွားတယ်။ကျုပ်ကငုံပြီးဝိယုံကိုဆွဲယူလိုက်တဲ့အခါကျတော့ဆွေးမြင့်နေပြီးဖုံမှုန့်တွေဖြစ်ကုန်ကြတယ်။ တစ်ခတ်တစ်ပြက်စီးနဲ့အကောင့်တစ်ခုလုံးကိုကြောက်တလားကြီးရဲ့ခြေရင်းတနေရာမှာတွားစုနေအောင်လှည့်ချင်းပစ်လိုက်တယ်။ကျောက်ကဥကောင်းခုံကိုဂလိုင်ပောက်ကလေးတွေကကလော်ပြီးထုတ်လိုက်တော့လေဖုံမှုန့်တွေပဲဖြစ်ကုန်တယ်။ကျောက်လှည့်ချင်းနေတော့ချွန့်ချွန့်မိတန်ကြားလို့ကောက်ယူလိုက်တော့ဂိုင်းပါတဲ့ခွက်ကလေးတစ်လုံးလေမန်းကလေးတစ်ချက်ပြီးတော့အပြာရောင်ကြောက်တစ်မျိုးကိုထွင်းထားတဲ့နတ်မောင်ရဲ့လက်စွပ်တကွင်းတို့ကိုရလိုက်တယ်။ရိုမန်ကက်သလစ်တွေတုံးတဲ့ပစ္စည်းတွေပဲ ကျုပ်ကတော့သဘောကိုမကြဘူးအဲ့ဒီပစ္စည်းတွေကျုပ်အိတ်ခန်းထဲမှာရှိပါတယ်ထူထူဆန်းဆန်းပစ္စည်းတွေကိုစုတက်စောင့်တက်တဲ့မစ္စတာဂရေးစီကိုပို့ပေးလိုက်ပါမယ်အဲ့ဒီနောက်တော့ကျုပ်ကကျောက်ခေါင်းတလားကြီးကိုဖြက်ဖြက်ခိုင်းလိုက်ပြီးကျောက်စစ်သမားရဲ့ခြံဝင်းထဲကိုယူသွားခိုင်းလိုက်တယ်အလောင်းကရတဲ့အမှုန်တွေကိုလည်းတွင်းနဲ့နဲ့တူပြီးမြုပ်ခိုင်းလိုက်တယ်အပီးပြက်ရှင်းပြလိုက်တာပဲပေါ့ဗျာမစ္စတာဂျိန်ဝေးကစင်စင်ဆဆနဲ့ပြောလိုက်တော်တော်ထူးဆန်းတဲ့ကိစ္စပါပဲဗျာဒါပေမဲ့အမှန်တမ်းပြောရရင် ဘသူပဲဖြစ်ဖြစ်အဲ့ဒီနေရာမှာသူ့ကိုရိုးရိုးသေးသေးမြုပ်ငံထားတယ်ဆိုတော့သူအဲ့ဒီနေရာမှာရှိနေခွင့်ရှိတယ်လို့ထင်မိပါတယ်ဗျာကျုပ်ပြောတာမှားရင်လည်းပြင်ပေါ်မစ္စတာဂျိုဘရီကပြန်ပြောလိုက်သည်ကျုပ်ကတော့ခရစ်ယာန်သာသနာပြုပြင်ရေးသမားဆိုတော့အရင်ကကိစ္စတွေကိုကျုပ်သာလွတ်ပိုင်ခွင့်ရှိခဲ့ရင်စန့်ကျင်မှာပဲပဲနဲ့ဗျာကျုပ်အပေါ်မှာဝတ်ပြုဆူတောင်းနေတော့အဲ့ဒီအလောင်းကြီးကကျုပ်ခြေထောက်အောက်ဖက်မှာရှိနေတာကိုသိနေခဲ့ရင်ကျုပ်လည်းကြောက်နေမိမှာအမှန်ပဲ မစ္စတာဂျင်းဝေခမားကိုတော့ကျုပ်ကတိတ်ကုံအံ့ဩမိတယ်ဗျာမစ္စတာဂျင်းဝေကပြန်ပြောလိုက်သည်အေးလေအယူအဆဆိုတာအမျိုးမျိုးရှိပါတယ်ဒါပေမဲ့ကျုပ်ကဒီလောက်ရက်ကိုသဘောမကျတာပါအဲ့ဒီပုံကောမြင့်မြတ်တဲ့ပုံကိုတယောက်ဖြစ်ခြင်းလဲဖြစ်နိုင်ပါတယ်လေမစ္စတာဂျိုဘရီကပြန်၍ခြေပပြောဆိုလိုက်၏ကျုပ်ကတော့ပရိုတက်စတင်ဘာသာဝင်တယောက်ဖြစ်မွေးဖွားလာတယ်ခုထက်တည်းလဲပရိုတက်စတင်ပဲကျုပ်ကမန်မီရုပ်လောင်းတွေနဲ့ပတ်သက်ပြီးတိတ်ဆိတ်မရှိဘူး မစ္စတာဂျင်းဝေကတပြင်းကြီးချလိုက်ပြီးနောက်ထပ်ဆက်မပြောတော့ချေနောက်တရင်တပတ်ခန့်ကြာသောအခါညပိုင်းတွင်မစ္စတာဂျိုဘရီသည်အိမ်မက်ကြီးတစ်ခုကြောင့်ကြောက်လဲကြောက်ဒေါသလဲထွက်ပြီးအိပ်ပျော်နေရာမှလန့်နိုးလာသည်၎င်း၏အိတ်ခန်းထဲ၌လူတစ်ယောက်ခိုးချောင်ခိုးဝဲနှင့်ရောက်ရှိနေသည်ဟုထင်မိသောကြောင့်ဖြစ်သည်မစ္စတာဂျိုဘရီ၏အိတ်ခန်းတွင်နေရန်ခက်မြင့်မြင့်တနေရာ၌ကြတဲ့မောက်တစ်ပေါက်ရှိသည် ထိုပြတင်းပေါက်မှနေ၍လှမ်းကြည့်မည်ဆိုပါကကောလိတ်ဝင်းနေရှင်၍ဖောက်ထားသောလမ်းနှင့်ညကန်းနှဖူးတို့ကိုမြင်ရမည်ဖြစ်သည်ထိုပြတင်းပေါက်တွင်ခန်းစီတက်စင်မထားပါယနေ့ညတွင်လရောင်မရှိပါဘဲနှင့်ဇတင်းပေါက်မှန်ရှိ၌ခဝါဝါအရေးတစ်ခုကိုမြင်တွေ့နေရသည် မစ္စတာဒိုဘရီသည်ရှင်သိမင်းကဲ့သို့ရဲရင်သူဖြစ်သည်အိယာပေါ်၌ထထိုင်ပြီးစေလောင်သောတန်ကြီးနှင့်အော်ဟစ်မေးမြန်းလိုက်သည်ဟဲ့ဘာတူလဲဘာလာလောက်တာလဲဘာကိစ္စနှင့်ရောက်နေရလဲ၎င်း၏အတန်သည် အခန်းငယ်ကလေးတဲတွင်ပဲ့တင်ထက်ပြီးနောက်တိတ်ဆိတ်သွားလေ၏မိသည့်အရာကားမှမလှုပ်ရှားပါမိသူကားမှပြန်မပြောပါသူကမိခက်ကြောက်ကိုရှာလိုက်ပြီးအလင်းရောင်ရအောင်ပြုတ်လုလိုက်သည်ထို့နောက်အိယာပေါ်မှခုန်ထွက်လိုက်ပြီးနေရာတကာတွင်လိုက်လံရှာဖွေတော်သည်ဗီဒီယိုများကိုတွင်ဖွင့်၍ရှာကြည့်သေးသည်မိသည့်တက်ရှိတက်တော်ကိုမှမတွေ့ရပါထို့နောက်အိယာထဲသို့ပြန်ဝင်သည်အိတ်ဆက်ဖို့မဟုတ်ပါကြောက်နေမိသောကြောင့်သူ့ကိုယ်သူဒေါသဖြစ်နေမိသည် လှည့်စားခံရတာလားဟုထင်မိသေးသည်နက်နက်ရောက်တော့နက်နက်စာအဖြစ်သုံးဆောင်လေးရှိသောပီယာနဲငယ်ကိုတောက်၍အခင်ကြီးအခင်ငယ်သွားပြီးသောအခါကြားမှသူနေသာထိုင်သာရှိသွားသည်တို့ရာတွင် စကားစမြည်ပြောလိုသောကြောင့်ဒုတိယဝန်နိုင်နေထိုင်သောမစ္စတာဂျိန်းဝေး၏အိတ်ခမ်းသို့သူ့သွားရောက်ခဲ့သည် မစ္စတာဂျိန်းဝေးကကော်ဖီပကံကိုနှပေးနိုင်ချထားရင်းစရင်တောက်ကိုဖတ်နေသည်မစ္စတာဒိုဘရီကညရုံးကအဖြစ်ပြက်ကိုခက်ရှက်ရှက်နေပင်ပြောပြရတော့သည် မစ္စတာဂျိန်းဝေကဥကောင်းကိုညှိ၍သူလဲဝမ်းပိတ်မကောင်းသည့်အခါအိမ်မက်ဆိုမြန်မက်လီရှိချောင်းပြော့ပြသည်နေမကောင်းတဲ့အတွက်အိမ်မက်ဆိုမတ်တာမျိုးဖြစ်မှာပါဗျာအဲ့ဒါမျိုးဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျုပ်အိတ်ခန်းထဲမှာလူတယောက်ယောက်ရှိနေတယ်လို့ထင်လိုက်မိတယ်အဲ့ဒါထက်ပိုဒုက္ခပေးနေတာကအိမ်မက်ပဲအဲ့ဒီအိမ်မက်ကိုအပြည့်အဝပြန်စင်းစားလို့လည်းမရဘူးဘာနဲ့တူတလဲဘာနဲ့တူတလဲဆိုတာကိုလည်းမပြောတတ်ဘူးဒါပေမဲ့မကောင်းတဲ့အိမ်မက်ပါပဲ ကျုပ်ကခမမောင်နေရတနေရမှာအဆောက်အုံတွေကြားထဲမှာရှောင်နေတယ်။ပြီးတော့ကျုပ်ရှိကိုလူတစ်ယောက်ရောက်လာတယ်။သူကအသွေးရောင်စုံပါဝင်တဲ့ဝိယုံကြီးတစ်ခုကိုခြုံထားတယ်။သူ့မျက်နှာကဖြူဖွေးနေတယ်။အခုစဉ်းစားကြည့်လိုက်တော့သူ့မှာမျက်စိတွေမပါဘူး။သူ့ကျုပ်ကိုပြောလိုက်တဲ့လေးသံကခတ်တိုးတိုးနဲ့တိတ်ကိုဒေါသဖြစ်နေတဲ့အတန်ပဲ။ဟုတ်တယ်။သူ့တိတ်ဒေါသဖြစ်နေတယ်။လက်တင်ဘာသာစကားနဲ့ပြောတာလို့ထင်လိုက်မိတယ်။နားထဲမှာခုတက်ထိကြားနေတော့မယ်။ မစ္စတာဂျေးဝင်းကညနာပေါ်မှာကြော်ရွေးကြည့်လိုက်ဤတော်တော်ဆိုးရတဲ့အိမ်မက်ပဲတော်တော်လေးလဲရှုပ်ထွေးတယ်ခမားကအဲ့ဒီလိုအိမ်မက်မျိုးမက်လီမထရှိသလားမစ္စတာဒိုဘရီကျုပ်ကတော့မကောင်းတဲ့ကိစ္စပဲလို့ထင်နေမစ္စတာဂျိုဘရီသည်ဥကောင်းကိုခါရမ်းရင်းမှုန်တေတေမျက်နှာထားနဲ့စကားတခုံးမှမပြောတော့ဘဲပြန်ထွက်သွားလိမ့်သူသည်လုပ်ငန်းများကိုဆက်လက်၍ပုံမှန်ဆောင်ရွက်နေတော့လဲ၎င်း၏စိတ်ဓာတ်မှာတစ်နှစ်တခြားပို၍ယိုယွင်းလာခဲ့လိမ့်သူသည် အစားအစာကိုအနည်းငယ်သာစားတော့၏ ယခင်ကပက်ခနေပက်ခနေပြန်ပြိုးလိရှိတော့လဲယခုစကားမပြောတော့တလို့ဖြစ်သွားခဲ့လေပြီအိမ်မက်တိအခါတွင်လဲအိပ်ပျော်နေရမှမကြကနန့်လန့်နိုးလာလိရှိတယောက်ယောက်ကသူ့ကိုလှမ်းကုန်လိုက်သည်ဟုထင်နေတတ်၏ထိုနေ့သည်နိုဝင်ဘာလကုန်ကန်သည်မွန်လွယ်ပိုင်းဖြစ်ပြီးထိုင်းထိုင်းမိုင်မိုင်နှင့်အင်မတန်ဆူဆွတ်သောနေ့ဖြစ်၏မစ္စတာဂျိုဘရီသည်တနေ့လုံးအခန်းအောင်းနေခဲ့၏နေဝင်စည်းစာချိန်သို့ရောက်သောအခါကောလိအဆောက်အုံခေါင်းမိုးပေါ်မှာ အုတ်ကျွပြန်းများနှင့်ပတ်သက်၍ကြောက်စစ်သမားကိုပြောရန်ကိစ္စတစ်ခုရှိသေးကြောင်းပြုံးကနေတတိရလာ၏သူအိတ်ခမ်းမှထွက်လိုက်သောအခါဝင်းကြီးတစ်ခုလုံးတိတ်ဆိတ်နေသလိုမိုးပွဲကလေးများကျနေသည်ကိုပင်တွေ့လိုက်ရလေ၏သူသည်ဂိတ်ဝါမှထွက်၍ဘယ်ဘက်သို့ချိုးပြီးကောလိပ်ဝင်းနှင့်ရှင်ဖောက်ထားသောလမ်းကလေးတိုင်လျှောက်လာခဲ့၏ကြောက်စစ်သမား၏ခြံဝင်းသည်ထိုလမ်းကလေး၏အဆုံးရေဆက်၌ရှိသူထိုနေရာသို့ရောက်ရှိသွားသောအခါ ခြံဝင်းထဲရှိကြောက်တုံးများကိုမိခွက်တစ်လုံးနဲ့လိုက်လံကြည့်ရှုနေသောကြောက်စစ်သမားကိုတွေ့လိုက်ရ၏မစ္စတာတိုဘရီသည် စကားပြောရန်ချင်းကက်သွားပြီးနောက်စကားမပြောဖြစ်ဘဲရက်တန့်သွားလေ၏သူကမြေကြီးပေါ်၌ကြောက်ကောင်းတလားကြီးမှထိပ်ပိုင်းတစ်ချံရောက်ရှိနေသည်ကိုမြင်တွေ့လိုက်ရသဖြင့်အတော်ကလေးမကြည်မနှံ့ဖြစ်သွားသောကြောင့်ပင်ဖြစ်ပါ၏သူကအတန်ခတ်မှမှနှင့်ဒီဖြစ်စီကဘာဖြစ်လို့ဒီနေရာကိုရောက်နေရတာလဲဟုမေးလိုက်၏ကြောက်စစ်စရာကခမ ဆရာကပဲအဲ့ဒါကြီးကိုယူသွားပြီးဖြက်စီးပြစ်လိုက်တော့လို့အမိတ်ပေးတဲ့အတွက်အဲ့ဒီအချိန်ကစပြီးဒီနေရာမှာရောက်နေတာပေါ့ခမညာဟုပြန်ဖြေလိုက်သည်အဲ့ဒီခေါင်းကြီးထဲမှာရှိနေတာကဘာလဲမစ္စတာဂျိုဘရီကအတန်ခက်ကြဲကြဲနဲ့မေးလိုက်ပြန်ဤကျောက်စစ်သမားကပြန်ဖြေလိုက်ဤဒီမှာဘာမှမရှိပါဘူးဗျာမစ္စတာဂျိုဘရီကလည်းဖြေလိုက်သည်ဟုတ်တယ်ဘာမှမရှိဘူးအခုကျုပ်ကိုယ်တိုင်ရှင်းရှင်းကြီးမြင်နေရပြီကျုပ်မျက်စိထဲမှာအမြင်မှားသွားတယ်တကယ်တော့အဲ့ဒါကအရေးပဲ ဒါပေမဲ့ကျုပ်စိတ်ထဲမှာထင်လိုက်မိတာကသူစကားကိုရက်ပစ်လိုက်ပြီးခြာကနေလှည့်၍ပြန်ထွက်သွားတော့သည်လာရင်ကိစ္စကိုလည်းမပြောဖြစ်တော့ချေကျောက်စစ်သမားသည်မိခွက်ကိုကင်ရင်ရက်ရင်သူ့ခြံဝင်းထဲမှာပြန်ထွက်သွားသည်ကိုလိုက်ကြည့်နေမိသည်ပြီးမှဦးခေါင်းကိုခါရမ်းပြီးနေအိမ်ထဲသို့ပြန်ဝင်သွားလေ၏အတန်ငယ်ကြာသောအခါမစ္စတာဂျိုဘရီသည်ထိုလန်ကလေးအတိုင်းခက်သွက်သွက်ကလေးပြန်လျှောက်လာနေသည် မောင်မိုက်နေပြီဖြစ်သလိုမိုးရွာနေသောကြောင့်မိသူမျှအိမ်ပြင်သို့မထွက်ကြချေ ူ၏ညာဘက်တွင်ကောလိဝင်းမှခြံဝင်းတတိုင်းကြီးရှိပြီးတတိုင်း၏အပေါ်ဘက်ရှိသတင်းပေါက်အချို့မှအလင်းရောင်များကိုမြင်နေရ၏၎င်း၏ဘဲဘက်ရှိနေအိမ်အလုံးသည်မှောင်မဲနေကြ၏သူကဆက်လျှောက်သွားရာခြံဝင်းနှင့်ကက်လျက်ရှိနေသော၎င်း၏အိတ်ခမ်းပြင်ပလမ်းပေါ်သို့ရောက်ရှိလာလေ၏ကျုံငနေဆိုသလို၎င်း၏အပေါ်ဘက်သုံးပေတွင် မကွာသောနေရာရှိ၎င်း၏အိတ်ခမ်းပြတင်းပေါင်းမှဒူရီရောက်၏ဦးကောင်းနှင့်ပခုံးတို့သည်တိတ်ဆိတ်စွာနှင့်လျင်မြန်စွာပေါ်ထွက်လာခဲ့လေ၏ မစ္စတာဂျိုဘရီ၏အမြင်တွင် ထိုပုဂ္ဂိုလ်သည်အယောင်အသွေးဆုံးသောဝိယုံကြီးကိုဝတ်ဆင်ထားသလိုမျက်နာပေါ်တွင်လည်းခေါင်းစုပ်တစ်ခုကိုစွတ်ထား၏။ထို့တိုင်အောင်မျက်နာကိုမြင်နေရ၏။ထိုမျက်နာမှာရှုံစေးကိုမီးဖုတ်ထားသကဲ့သို့ဖြူပွေးပြောင်းလဲနေပြီးမျက်စိနေရာ၌အပေါက်နှစ်ပေါက်ပါရှိ၏။ထို့နောက်လက်တင်ဘာသာနှင့်ပြောလိုက်သောခတ်တိုးတိုးနှင့်ဆူဆူရှရှအတန်တန်လဲမချိမဆန့်ဝေဒနာကို ခံစားနေရသောမစ္စတာဂျိုဘရီ၏နားထဲသို့ထိုးပေါက်ဝင်ရောက်လာခဲ့လေ၏။ထို့ရာတွင် ထိုစကားတန်ကိုသူမကြားနိုင်တော့ပါသူသည်စိုထိုင်းနေသောလမ်းပေါ်သို့ပက်လက်လမ်း၍လဲကျသွားလေရာနောက်ပိုင်းတွင်၎င်း၏အလောင်းကိုပြန်လည်တွေ့ရှိကြချိန်၌မစ္စတာတိုဘရီ၏မျက်စိများသည် အပေါ်ဘက်သို့မော့ကြည့်နေစေပင်ဖြစ်ပါ၏